တိုက်ပွဲတွေကြောင့်ပြည်မဖက်မှာစစ်ပီးရှောင်နေကြတဲ့ရခိုင်ကစစ်ပီးရှောင်တွေဟာနေရပြန်လာတဲ့အခါလမ်းမှာစစ်ကောင်စီတပ်ကဖက်စီးသွားရကနေအဆက်အသွယ်မရပြီးပျောက်ဆုံးမှုများပြားလာနေတယ်လို့သိရပါတယ်။ရခိုင်မှာပြီးခဲ့တဲ့2024ခုနှစ်ကဖြစ်ပွားခဲ့တဲ့တောင်ကုတ်ကွအန်နဲ့တန်တွေးစားတဲ့မြို့သိမ်းတိုက်ပွဲတွေကြောင့်အဲ့ဒီဒေသတွေကဒေသခံတွေဟာရန်ကုန်တိုင်း၊ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းတို့ကမြို့နေတွေမှာခိုလုံစပီးရှောင်နေကြရတာပါ။ ူတို့တွေနေရပြန်လာတဲ့အခါနေရကိုရောက်ရှိလာသူတွေလည်းရှိတယ်လို့လမ်းမှာစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးစစ်ဆေးတာကိုခံရပြီးတဲ့နောက်မိသားစုနဲ့အဆက်အသွယ်မရပေပျောက်ဆုံးနေသူတွေလည်းအများပြားရှိလာနေတာလို့စစ်ပီးဆောင်တွေကပြောပါရယ်ပြည်မဖက်မှာစစ်ဆောင်နေကြသူတွေကကိုယ်ဒေသမှာတိုက်ပွဲမရှိတော့လို့လုတ်ကင်စားတော့ဖို့နေရပြန်ကြတဲ့အချိန်အဖမ်းခံခဲ့ရတာလို့ဒေသခံတွေစီကနေသိရပါရယ် လမ်းမှာရှိတဲ့စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာစစ်ဆေးတဲ့အချိန်အဖမ်းခံရတာပျောက်ဆုံးတာတွေပိုများလာတယ်လို့ဧရာဝတီတိုင်းမှာနေတဲ့ရခိုင်စစ်ပီးရှောင်တယောက်ကပြောပါရီနေရပြန်လာတဲ့အခါလမ်းမှာပျောက်ဆုံးနေကြတဲ့ရခိုင်စစ်ပီးရှောင်တွေကတော့အန်ဂွာနဲ့တန်တွေးစားတဲ့မြို့နေတွေကအများဆုံးဖြစ်တယ်လို့လည်းသိရပါရီ